မင်္ဂလာပါရှင်ကျမကတော့ဗာဒမာရန် grade 1ဝန်ဆောင်မှာစိတ်ဓာတ်ရင်းချက်ဒီနေ့ရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်အာစိတ်ဓာတ်ရင်းချက်ဒီနေ့ချင်းဆောင်းပါးကိုအခုပြောပြပေးမှာဖြစ်ပါတယ်ရှင်စိတ်ဓာတ်ရင်းချက်ဒီနေ့ချင်းဆောင်းပါးကိုဒေါက်တာကျော်စိန်၏တင့်ဘွားတက်တာအတုံးချစိတ်ပညာစာအုပ်မှာကောက်လုပ်ထားသောစကားပြေတစ်ပုဒ်ဖြစ်ပါတယ် ဒေါက်တာကျော်စင်ကို1932ခုနှစ်တွင်အဖဦးစိန်ခိုင်အမိဒေါက်သက်စုတို့မှဘကူးမျိုးနိုင်မွေးဖွားသည်1950ပြည့်နှစ်တွင်ဘကူးမျိုးဆိုရထက်တန်းကျောင်းမှဆယ်တန်းအောင်မြင်သည်1952ခုနှစ်ရန်ကုန်တက္ကသိုလ်ဥပ္ပစာအထက်တန်းတွင်မြန်မာစာအမှတ်အမြင့်ဆုံးရယူတာတို့အောင်စုချီးမြှင့်ခံရသည် 1954ခုနှစ်တွင်ဝိဇာဘွဲ့1958ခုနှစ်တွင် မဟာဝိဇာဘွဲ့ကိုရန်ကုန်တက္ကသိုလ်မှ၎င်း1966ခုနှစ်တွင်ပါရဂူဘွဲ့ PhD ကိုအမေရိကန်ပြည်ထောင်စုနေယူအောင်မြို့ကိုလံဘီယာတက္ကသိုလ်မှ၎င်းရရှိခဲ့သည်1954ခုနှစ်မှစ၍ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနတွင်နီးပြဆရာအဖြစ်အမှုထမ်းခဲ့ရာ1989ခုနှစ်တွင်စိတ်ပညာပါမောက္ခ1983ခုနှစ်တွင ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်1985ခုနှစ်တွင်မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်1988ခုနှစ်တွင်ပညာရေးဝန်ကြီးအဆင့်အထိနိုင်ငံတော်၏တာဝန်များထမ်းဆောင်ခဲ့သည်1958ခုနှစ်ခန့်မှစ၍ရှုမဝါငွေတာရီစသည့်မဂ္ဂဇင်းများတွင် စောင်းမများရေးသားခဲ့သည်1968ခုနှစ်တွင်ဥပိ္ပိစိတ်ပညာနှင့်တွဲဖက်၍စိတ်ပညာရှုထောင့်အထွေထွေစာအုပ်ထုတ်ဝေခဲ့သည် 1993ခုနှစ်တွင်စာပေပိမှန်ဆောင်မှုစုပြိုင်ပွဲတွင်တင့်ဘွားအတွက်အသုံးချစိတ်ပညာဆောင်မှုဖြင့်သုဒ္ဓပရိဒါဝိဇ္ဇပညာရဲ့ပထမဆုံးရရှိသည့်1999 1990ပြည်ခုနှစ်တွင်လူငယ်လမ်းညွန်ဆောင်မှုဖြင့်လူငယ်စာပေပထမဆုံးရရှိသည့်1991ခုနှစ်မျိုးချစ်စိတ်တက်ရှင်နဲ့ထက်မြက်ရေးစာပေပြိုင်ပွဲတွင်ဒုချစ်သည့်ဒုနိုင်ငံဆောင်မှုဖြင့် ကျန်းစာမှုဒုတိယဆုရရှိခဲ့သည်အထွေထွေစိတ်ပညာဆက်ဆံရေးစိတ်ပညာစိတ်ပညာခံခွဲများအတုံးချစိတ်ပညာစသောကျောင်းသောစာအုပ်များကိုလည်းရေးသားပြုစီခဲ့သည်အမည်ရင်းမှာဒေါက်တာကျော်စိန်ဖြစ်သည်အခုပြောပြပေးခဲ့ရတာကတော့စိတ်ဓာတ်ရင့်ကျက်ခြင်း၊သိဉေခြင်းမှဆောင်းပါးလေးပဲဖြစ်ပါလိမ့်ရှင်။စိတ်ဓာတ်သိဉေရင့်ကျက်ခြင်းဆောင်းပါးပဲဖြစ်ပါလိမ့်ရှင်။ထောက်တာကြောစင်ရေးသားခဲ့တဲ့ ိတ်တက်ဒီနေ့ရင်းကျက်ခြင်းဆောင်ပါလို့ဖြစ်ပါတယ်စိတ်တက်ဒီချင်းရင်းကျက်ခြင်းဆောင်ပါရတဲ့သူဒေါက်တာဆိုစင်ရဲ့အထူးပတ်ဒီပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျောင်းစိတ်တက်ရင်းကျက်ခြင်းဆောင်ပါလို့ဖတ်ပြမှာဖြစ်ပါတယ်အခုကတော့စိတ်ကြရင်ကြတည်ငြိမ်ခြင်းစောင်းမွားလေးကိုဖတ်ပြမှာဖြစ်ပါလိမ့်ရှင်။လောကတွင်အောင်မြင်သူတို့ကစိတ်ကြရင်ကြခိုင်မာသူများဖြစ်ကြ၏။လောကရန်ဤ အထူးအထောင်းအပုတ်ခတ်တို့ကို အပြုံးမပြတ်ဖိတ်ခံယူကဘဝတိုက်ပွဲကိုဆက်လက်ဆင်နွှဲနိုင်သူတို့ကိုကစိတ်ဓာတ်ရင်ကျက်တည်ငြိမ်သူများဖြစ်ကြကုန်၏တို့တော့စိတ်ဓာတ်ရင်ကျက်တည်ငြိမ်မှုကိုအလွယ်တကူရယူနိုင်ကြပါသလားအဖြေကမလွယ်ကူဟုပင် ဖြေရပေမည်လူတစ်ယောက်သည်ဘဝတန်တန်းတစ်လျှောက်ဖွံ့ဖြိုးမှုအစဉ်ကို လေ့လာပါမှစိတ်ဓာတ်ရင်ကျက်မှုမိသူမိဘတို့ရဲ့ဖွံ့ဖြိုးတည်ကိုခရီးရည်တည်နာမည်ဖြစ်ပေသည် မျိုးစုကလေးငယ်တို့ကသူတို့အလိုဆန္ဒနဲ့သူတို့တက်တောင်တက်တာနေနိုင်မှုကိုသိဤထို့ကြောင့်နိုးစာလင်းကိုဤအနည်းဆိုလင်းကိုဤလူကြီးမိဘကလည်းသူတို့ငိုတန်းကြလင်းအစောတလင်းကူးဆိုင်ကြသည်သာဖြစ်ဤသူတို့အလိုဆန္ဒကို ဖြည့်ဆည်းရသည်ဖြစ်ဤအသက်သုံးနှစ်ရကလေးသည် သူလိုလားသည်ကစားစရာကိုမရခဲ့သောစိတ်ဆိုးစိတ်ကောက်ဤကလေးတဘာဝကိုနားလေတော့မိဘတို့ကမူဒီအရွယ်တွင်ဒီလိုအပြုတ်မျိုးရှိစမဲဖြစ်ကြောင်းလက်ခံဤ ို့ကြောင့်တခါတရံလိလို့ရှိ၏တခါတရံစိတ်အပြောင်းလဲဖြစ်အောင်လုပ်ပေး၏သို့သော စိတ်ကောက်ခြင်းကအွေနှင့်မလိုက်လျော့ဟုမဆိုကြကုန်အသက်20ရွယ်လူငယ်တစ်ယောက်ကမိမိခဲတိုင်းကြိုးသွားသောကြောင့်စိတ်ကောက်စိတ်ဆိုးအမျိုးမျိုးဟိဟောငိုကြွေး၏အသက်30အရွယ်ကလေးငယ်ကဲ့သို့ပြုမူလာချေသောမိတို့ဝေဖန်ကြမည်နီ၃နှစ်အရွယ်ကလေးကသူ့၏အသက်နှင့်အညီစဉ်းစားခံစားမှုပြုမူခြင်းမှသူ့အရွယ် အတွက်တင့်လျော်သောစိတ်ဓာတ်ရင်ကျက်မှုကိုညွှန်ပြနေပေသည်ထို့သောအသက်ထို့သောအသက်20ကျော်အရွယ်ရောက်ပြီးအသက်20ကျော်အရွယ်ရောက်ပြီးသူတို့ဦးသည်ကလေးငယ်သို့၎င်း10ကျော်သက်မိကောင်မအရွယ်ကဲ့သို့၎င်းပြုမှုကြည်ညာခဲ့သောထိုသူအားစိတ်ဓာတ်ရင်ကျက်တည်ငြိမ်မှုမရှိသူဟုပင်ဆိုရမည်ဖြစ်၏အထုံးဆိုရသောလူတို့ဦးသည်သူ၏ဇာတိတန်နှင့်အညီစိတ်ဓာတ်ပိုင်းတွင်လည်းအခွင့်ပြုတိုးတက်ပါမှ ပဝင်းကျင်လောကနှင့်အစဉ်မြေစွာဆက်ဆံလှူရှားနိုင်၍ရင့်ကျက်တည်ငြိမ်သူတို့ဟုအတိအမှတ်ပြုခြင်းခံရပေမည်။ထို့သော အရွယ်ရောက်ပြီးသူတို့သည် အချိန်မရွေးနေရာမရွေးရင့်ကျက်တည်ငြိမ်မှုကိုဖော်ပြလိမ့်မည်ဟုကတထိကျမှတ်မိထားခြင်းပေ။နောင်ရှင်မတို့သည်မိမိသားသမီးများကိုမွေးမြူဆောက်ရှောက်ရေးတွင်ရင့်ကျက်မှုရှိတော်လဲ။ နိုင်ငံရေးခံယူချက်များစီးပွားရေးကိစ္စဆုံးဖြတ်ချက်များတွင်လျင်ယောင်ကြား၏အပေါ်တွင်မိခိုကောင်းမိခိုပင်လိမ့်မည်စိတ်တရင်ချက်တည်နေသူလူတစ်ယောက်သည်အရွယ်ရောက်ပြီးသည့်နောက်စိတ်နှရင်ချက်မှုရရှိရန်လိုအပ်သည်ကလေးဆန်သော မိကောင်မော့အရွယ်ဆန်သောအပြုမှုတို့သည်ယခုအချိန်တွင်သူနှင့်မလိုက်လျောကြောင့်သိလာရမည်ဖြစ်၏ဟာသာညာရှိခြင်းကြိုတင်စဉ်းစား တက်ခြင်းကိုကိုကိုအားကိုးခြင်းကြိုးချောင်းစီကြိုးချောင်းဆင်ခြင်နိုင်စွမ်းရှိခြင်းမလူလာအပ်သည့်အပြုမူတို့ကိုထိချုပ်နိုင်ခြင်းပတ်မှတ်လိုက်ခြင်းစသောအရွယ်ရောက်ပြီးသူတို့ထရှိရမည်စစ်မှန်သောသဘောထားများရှိမှသာလူတယောက်ကိုစိတ်တည့်ရင်ကြမှုရှိသူဟုဆိုနိုင်မည်ဖြစ်၏အရွယ်ရောက်ပြီးစေကမှုစိတ်တည့်ရင်ကြမှုမရှိသူတို့သည် တကူကောင်းဆန်ခြင်းဖြစ်ရမှန်းနှင့်ကိုင်ညီအောင်မစင်စားတတ်ခြင်း ထိတ်ချုပ်မှုမရှိခြင်းတာဝန်မတည်တဲ့ခြင်းနဲ့မိခိုလိုခြင်းစသည့်ချင်းရစသည့်ချင်းရလက္ခဏာတို့ကိုဖော်ပြတတ်ပေ၏ဘဝနှင့်ပတ်သက်သောစိတ်မှန်သည့်ခံယူချက်စိတ်တရင်ချက်သောအရွယ်ရောက်ပြီးသူတို့သည်ဘဝနှင့်ပတ်သက်သည့်စိတ်မှန်သောခံယူချက်တို့ရှိရမည်ဖြစ်၏ယင်းတို့ကအချိန်ကိုစနစ်တကျနားလည်သုံးချတတ်ခြင်းကြောင်းကျိုးဆွနယ်မှုတို့ကို သိရှိနားလည်ခြင်း စစ်မှန်သောဝါပိုင်းနိုင်ရှိခြင်းစိတ်ကူးဆန္ဒပြုုံဖြင့်မပြေပဲလက်တွေလှုပ်ဆောင်မှအကောင့်ထဲပေါ်တက်ကြသဘောပေါက်ခြင်းဘဝသွယ်စီလျော်သောရွေးချယ်မှုတို့ကိုပြုလုပ်နိုင်စေရှိခြင်းဓမ္မဒိဋ္ဌံကြခြင်းတို့ဖြစ်ပေ၏အချိန်အကြောင်းစနစ်တကျနားလည်မှုသည်အရေးပါ၏ငွေရည်သူကလေးတို့ကစက္ကန့်မိနစ်နာရီတို့၏အတိုင်းအဆ အတိုင်းအတာပမာဏကိုရေလဲစွာနားမလဲကြချီသူတို့ဖို့အချိန်ဒီလိုအပ်တယ်လို့စဉ်းစားရင်အသုံးချနိုင်သောအရာတခုဟုထင်မှတ်ထားကြ၏ရင့်ကျက်၍အရေရောက်ပြီးသူကမူမိမိပြုလုပ်ရမည့်လုပ်ငန်းအတွက်ဇရားဆွဲရရမည်ဖြစ်၏မိမိမမျှော်လင့်ထားသည့်အခက်အခဲအနောက်ရှက်တို့ကြောင့်ခံမှန်းထားသည့်အချိန်နှင့်မလုံမလောက်ဖြစ်တဲ့အကြောင်းကိုလည်းရင့်ကျက်ပြီးသူတို့သည်ဘဝအတွေ့အကြုံအရာသိရှိကြ၏အရေရောက်ပြီးစေကမူစိတ်ဓာတ်တို့ မင်းရဲ့ချက်သေးသူတို့ကကလေးငယ်တို့တွေ့တကယ်သူအချင်းဟူသည်ဆွေးဆာနိုင်သောအရာဟုသဘောထားတတ်ကြ၏သူတို့အဖို့အချင်းဒီအရေးပါလားဟုမထင်ပေ အချင်းကို စနစ်တကျသုံးဆွဲတတ်ပါကဘဝတွင် အောင်မြင်မှုတရဖူစောင်းနိုင်ကြောင်းကိုစိတ်သက်မင်းရဲ့ချက်သူတို့နားလေသဘောပေါက်ခြင်းမရှိကြပေကလေးငယ်တို့သည်တဘောဝဖြစ်ရများကိုကြောက်ရွံ့ဆန့်နှံမှုကိုနားလည်နိုင်စွမ်းမရှိကြပေ မုတ်ဘဲတေဇာတို့သည်ထမင်းလာအဟာရမဖြစ်ကြောင်းကျမ်းမာရေးနေမင်းညူချိုကြောင်းကိုကလေးတို့မသိပေသို့တော်ကြောင်းနေချင်းတို့ရောက်သည့်အချိန်တွင်က သူ့ဘဝဘဝသူ့တဘာဝဘဝတွေ့ကြုံနေဆက်ဆက်သောဖြစ်ရတို့ဤကြောင်းကျိုးဆက်နေမှုကိုတည်တက်လာ၏ဇာမကျက်လင်းစာမှုဘဲကြမိကို၎င်းအတန်းထဲတွင်တငယ်ချင်းနှင့်စကားပြောနေပါကဆရာကစူပူဆုံးလာမိကိုလေကလေးသည်တည်တယ်လာ၏ တို့ရတဲ့စေကျော်တဲ့အရဲတွင်ကအကြောင်းကျိုးဆွမ်းနယ်မှုတို့ကိုတတိလစ်ပြန်၏ပုံစံအပြင်လူကြီးမိဘကစီကပေးသည်ကိုချုပ်ချယ်သည်ဟုထင်တတ်ခြင်းမလိုအပ်သောနေရာတွင်စွန့်စားမှုပြုခြင်းတို့ဖြစ်သည်စိတ်သက်ရင်ကျက်သောအရွယ်ရောက်ပြီးသူတို့ကမိမိပဝဲခြင်းတွင် ဖြစ်ပျက်နေသည်များတို့သည်အကြောင်းနှင့်အကျိုးဆက်ဆက်မှုဤရာမအောင်ဝဲဒီရှိကြောင်း ကောင်းစွာသဘောပေါက်ကြကုန်၏ကလေးဘွားကမူစိတ်ကူးတွေတွင် ဖြစ်လို့ရဖြစ်နိုင်သည် တခါတည်းရန်ရှင်ဘရင်ဖြစ်လိုက်တခါတည်းရန်တတိဖြစ်လိုက်တခါတည်းရန်လေသူရဲကောင်းတဦးဖြစ်လိုက်နဲ့စေကူးပေါရဘဝပန်းနိုင်များတို့ရှေ့ရှုတတ်သည်အွေရောက်လာသောအခါတွင်မူမိမိစေကူးရင်ထားသောပန်းနိုင်နှင့်မိမိကိုယ်ပိုင်စွမ်းရည်တို့ကံ့ညီမှုရှိမရှိကိုဘဝဘေးအတိဖြင့်ဆင်ခြင်တတ်လာ၏ပုံစံမှာမူလာတဲ့အလဲတဲ့အလောက်ကနမေကျော်ဆရာဝန်ကြီးတဦးကိုအားကြွေးရဆရာဝန်ကြီးတဦးဖြစ်ရန်စေကူးရင်ထားသောလူလူငယ်ကလေးသည်အခြေခံပညာရေးအထက်တန်းကျောင်းတွင် ခါဆင်းရင်ကြည်တအောင်တော့အခါတွင်စိတ်ကူးရင်ခဲ့တယ်လို့ကိုပိုင်စွမ်းရည်ကမလိုက်နိုင်ကြောင်းကိုသိမြင်လာသည်စိတ်တရင်ကျက်သူတို့ကမိမိကိုပိုင်အရေးချင်းများစွမ်းရည်ထူးများကြွကျင်မှုများအပေါ်ခြေတည်၍မည်သည့်ဘဝပန်းနိုင်သည်မိမိဘဝအတွက်အသင့်လျော်ဆုံးအသင့်အသင့်တော်ဆုံးသည်ဟုစင်ကြင်နိုင်သည်မိမိစွမ်းရည်ဝါဒနာအထုံတို့နှင့်ကိုက်ညီသောလုပ်ငန်းများကိုဆောင်ရွက်မှသာပေါ့မဲအောင်မြင်ုံမှမက ဘဝတသက်တာပျော်ရွှင်မှုဒုက္ခကိုပါရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်းတိတက်ပေသည်ထိုကြောင့်သူတို့ဤဘဝပန်းနိုင်တို့သည်စိတ်ကူးမဆန်အောက်ခြေမလို့စိတ်မှန်သောသဘောကိုဆောင်ပေ၏စိတ်တရင်ကျက်သူတို့ကတနေ့တနေ့တနေ့နေ့တစ်ချိန်ချင်းဟူသော မပြတ်မတားတွေးခုံမှုမရှိပေလှူရှောင်းမှုဖြင့်လက်တွေအကောင်ထည်ပေါ်၏ကျွမ်းကျင်စွာရေကူးနေသူတို့ကိုကြည့်ပြီးငါလည်းတနေ့သူတို့လိုကုသရမည်ဟုကန့်ဆန်နိုင်ထိုင်၍ဆန္ဒပြုကားသာ နေမည်မဟုတ်ချီရေကူးတအောင်တင်မိုးနီလိုက်ရှာမည်ရေကူးကြွားကျင်အောင်ကြိုးစားတင်ယူမည်ယင်းတို့ကိုထီလက်ရောက်မလုံသည်များရေကူးတတ်မည်မဟုတ်ကြောင်းစိတ်တည့်ရေးချက်သူသည်ကောင်းစွာနားလေသဘောပေါက်၏လောကရှိလူသားအလုံးတို့သည်ဘေးရန်ရေကိုကြောက်ရွံ့ကြသည်အကုသူကိုဆက်ဆုပ်ကြသည် အမာရေးပြုမည်မှာဆိုရင်တက်သည်စင်ရဲ့ဒုက္ခခံရမည်ကို ပူပန်ကြောက်ကြတတ်သည်လောကရန်တရားရှိပါအနဲ့အချွေရန်ပေါ်ခြင်း လက်ပြခြင်းချီးမွမ်းခွင့်ရခြင်းချမ်းသာခြင်းစသည့်အကောင်းတရားလေးပါးနှင့်သာတွေ့ကြုံ၍အချွေရမဲခြင်းလက်ဖန်ရခြင်းကိရိခံရခြင်းဒုက္ခပြခြင်းစသောအဆိုးတရားလေးပါးနှင့်မဆုံးလို့ကြပေသူတပါးဒုက္ခနှင့်ကြုံလျင်မိမိကြုံရမည်မဟုတ်ဟုမျှော်လင့်တတ်ကြသည်စင်စစ်ရင်တဘောဓာသည်စိတ်နှင့်မင်းချက်သူတို့အဖို့သာဖြစ်ပေ၏စိတ်နှင့်ရင်ချက်သူတို့ကလောကဒဏ်တရားရှိပါးကိုလက်ခံသည်သူတပါးတွေ့ကြုံရသည့်ဒုက္ခမျိုးလည်းမိမိတွေ့ကြုံနိုင်သည်ဟုမျှော်လင့်ထားသည် ဒုက္ခနေကြုံလျင်ခန္ဓာရရှိရန်အဆိုးကိုကြော်လာနိုင်ရန်ကြိုတင်ပြင်ဆင်ထားတတ်ကြသည်အဆိုးရဌာနနှစ်ခုမှ အလုတ်ခတ်စာနှစ်စာကို မရှိမနှောင်းလက်ခံရရှိသောလူငယ်တို့သည်အလုတ်တစ်ခုကိုသာလက်ခံရမည်ဖြစ်၏ယင်းသို့နှစ်ခုအနက်တစ်ခုရေကိစ္စမျိုးကိုကျွန်ုပ်တို့သည်ဘဝတန်တက်လျှောက်တွင်တစ်ချိန်မဟုတ်တစ်ချိန်ရင်ဆိုင်ရတတ်၏မြင့်ကျက်တဲ့ပုဂ္ဂိုလ်တို့ကမရနိုင်မဖြစ်နိုင်မသိလျက်နှင့်နှစ်ခုစလုံးလိုချင်နေတတ်၏ရွေးချယ်ပြီးပါကလည်းမိွေးချယ်သည့်အရာကပင် ကောင်းသလိုလို့ စိတ်ဓိဟာဖြစ်နေတတ်ဤစိတ်နဲ့ရင်ကျက်သူတို့ကနှစ်ခုစလုံးမရနိုင်မှသိဤနှင့်တပြည့်တိုင်းနဲ့တစ်ခုကိုပြတ်သားစွာရေးချက်တတ်ကြဤမိမိရေးချက်မှုကိုလည်းကျင်းနေ၍ရင်းအတွက်တောကပွားခြင်းစိတ်ဓိဟာဖြစ်ခြင်းတို့ကိုလည်းမခံစားရတတ်ပြီကလေးငယ်တဦးသည်အရာရာကိုသူရှိတော့မှသာကြည်တတ်သည်လောကတွင်ကောင်းသည်ဆိုသည်ဟုသောအရာတို့သည်ဒုနည်းတရိုက်ပတ်သက်သည့်ကောင်းခြင်းဆိုခြင်းဖြစ်၏။အနည်းအားကိုသူမကြိုက်လျင်ရင်းရံရောင်သည်မကောင်းသောအရာဖြစ်လာသည်။ တခြားလုံးကိုသူကြိုက်နှစ်သက်သည့်ဖြစ်ရာယင်းသည်လောကတွင်အကောင်းဆုံးသောအရာဖြစ်၍ကလေးလူကြီးအလုံးကြိုက်နှစ်သက်သည့်ကြိုက်နှစ်သက်သည့်ဒီဟုသူယူဆသည်မင်းရဲ့ကြောအရရောက်ပြီးသူတို့ဒီလေအထက်ကဆိုခဲ့သည့်ကလေးငယ်ကဲ့သို့ပင်အရရာကိုသူနှင့်ဆက်ဆက်၍စဉ်းစားတတ်၏မောင်ဘွားနှကောင်းကြီးကခြုံလိုက်တာဟုတစုံတို့ဦးကပြောတတ်ကြလင်ငါနှကောင်းအကြောင်းရောဘလို့များပြောကြလိမ့်မလဲလို့စဉ်းစား၏စိတ်တရင်ကျက်သောအေရယာပြီသူတို့ဦးက 有糖的，还有凉的，凉的、嗯。Yeah. Yeah. ိတ်သက်ရင်ကျက်သောအရရောက်ပြီးသူတို့ကအရရာကိုဓမ္မထိတ်ထိုင်ကြကြရှုမြင်စင်ကျင်တတ်သည့်အခြားသူများပြောညာချက်ကိုမြင်တတ်ဝေဖန်တတ်တကယ်သို့သူပြောညာချက်ကိုလည်းစင်ကျင်တတ်ဝေခံတတ်၏အခြားသူတယောက်နမောနမဲနိုင်မှုကြောင့်ချော်လဲသည်ကိုယုံမောနိုင်တကယ်သို့သူ၏နမောနမဲနိုင်မှုကြောင့်ချော်လဲလေလေသူကိုယ်သူယုံမောတတ်ပေသည်တင်းဆိုရသောသူသည်ကိုယ်ပိုင်ခံစားမှုနှင့်အုံနာရဆုံးဖြတ်တို့ကိုခံစားနိုင်စေရှိသည်ဟုဆိုရပေမည်စိတ်ဓာတ်မင်းချက်သို့ ူတစ်ပါးချော်လဲလေရင်မောတတ်တော်လဲမိမိချော်လဲဤအခြားသူတို့ရင်မောလင်မူမနှစ်တက်တက်ကြပြီလူတစ်ပါးဤအပြစ်ကိုတောင်မြင်တတ်၍မိမိကိုယ်ကိုမူချောက်ပြည်ကင်းတဲလဲစေဟုထင်တတ်ကြပေသည်ဗရာဟိတာစေမွေးမြို့ခြင်းစိတ်နဲ့ရင်ချမ်းမှုအတွက်ပထမဆုံးပြုလုပ်ရမည်အရာကလူတိုင်းလင်အနည်းနဲ့အများဆိုသလိုခဲရောက်နေသည့်အတ္တဆွေစိတ်တက်ကိုပေးရှားပြခြင်းဖြစ်သည်အတ္တစိတ်လူငယ်ချင်းကိုချိုးနှိမ်ပေးပြခါပေးပြ၍ ပရိဒါစိတ်ထားဖြင့်အများသူဆောင်ရည်သည်စိတ်တမင်းချက်သူတို့ကိုခင်းရင်လာတော်လူငယ်တည်းရဖြစ်ပေသည်ကလေးလူငယ်တယောက်ကိုကသူ့လူရင်းဆန္ဒပြဝါဖို့သာအရေးကြီးသည်ဟုထင်တို့တော်တဖြည်းဖြည်းအေရောက်လာသည်နှင့်အမျှအခြားသူများ၏အရေးပါကုန်ကိုလည်းထည့်သွင်းစဉ်းစားတတ်သည်စိတ်ကြောသောအရွယ်ကအတ္တဆွေအကြီးဆုံးအချိန်ဟုဆိုနိုင်သူတို့သည်သူတို့၏ကြီးကောင်းဝင်စားခန္ဓာကိုယ်ကိုစိတ်ဝင်စားသည်သူတို့၏အပြုအပြင်စည်ရင်ထုံးခွဲမှုကအခြားသူများကိုဆက်ဆောင်နိုင်စရှိမရှိကိုသိလိုသည် တည့်ရွယ်သူအဖို့များ၏လိုလားလက်ခံမှုကိုမျှော်လင့်တတ်တာသည်မိဘသတ်မှတ်ပေးထားသောစည်းကမ်းပေါင်ကိုကြော်လေးဆွ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 လုပ်လို့ပြသည်လုပ်ပြလို့သည်စိတ်သက်ရင်ကျက်သူတို့ကမိမိကိုကိုမိမိလူတဲကလူတရားဟူသာယူဆသည်မိမိ၏ကိုယ်ကိုယ်တာကိစ္စများအရေးကြီးတကယ်သို့အခြားသူတို့၏အရေးကိစ္စများလည်းရှိသေးကြောင်းနားလည်လက်ခံ၏မိမိအကျိုးတစ်ခုတည်းအတွက်ဒါမစင်စားပဲအခြားသူများအတွက်ပါစာနာစိတ်ဖြင့် ထဲတွင်စဉ်းစားတတ်သည့်အခြားသူများကြီးပွားပြီးကိုဝမ်းမြောက်တတ်သောမူရီဒာစိတ်လည်းပွားများတတ်သူဖြစ်ပေသည်အစိုးကိုရင်ဆိုင်ဝင်ခြင်းစစ်မှန်သောဖြစ်ရဆိုးများကိုရင်ဆိုင်ရဲခြင်းသည်လည်းစိတ်ဓာတ်ရင်းချက်သူတို့၌သာတွေ့ရတတ်သောအရေးချင်းတည်းဖြစ်ပေသည် စိတ်ဓာတ်မြင့်ကျန်မခိုင်မာသူတို့ကမူယောဂတွင်တွေ့ကြုံသည့်စိတ်မှန်သောအဖြစ်ဆိုးတို့ကိုနည်းမျိုးမျိုးတို့ဖြင့်ရှောင်ရည်ကြိုးပမ်းကြ၏စိတ်ကူးပြင်နာရင်ဆိုင်ခြင်းနောက်နေကြကြအောင်ချိန်ဆွေးခြင်းဖျားနာသည့်မိမိစိတ်ကိုလဲစားခြင်းအလုံးများခြင်းအောင်ဆောင်ခြင်းတို့ကပြည့်ရစိုးတို့ကိုရင်ဆိုင်မှုရင်မဆိုင်ဝင်သောစိတ်လက်ပြောင်းရသူတို့သုံးဆသည့်ညီများဖြစ်ပေ၏စိတ်ဓာတ်ရင်ကျက်သူတို့သည်အောင်မြင်ရေးကိုစိတ်ကူးမဟုတ်ဘဲလက်တွေအစံကိုကြိုးပမ်းကြ၏အလုံးတက်ခုကိုနေ၍ညာ၍မလုပ်တတ်ပေ၏ ကိစ္စလက်လက်ပြီးစီအဲ့ဒီအာလမတာ မဟုရသည်ဟူသောစာဘုတ်ကိုလက်ကင်ထားတဲ့ကြာဤထိုသူတို့သည်မအောင်မြင်သာရှိရမည်။လောက်ဆရာရှိရင် ကောင်းကိုက်ဆယ်လေးစာတော်စင်ကြီးတို့ဖြင့်ရှောင်းလဲရဲမကြိုးစားတတ်ကြပေ။စိတ်တပညာသူတို့ကမူအလုံးများနေ၍ကောင်းကား၍ဆယ်လေး၍စတဲ့ဖြင့်အကြောင်းမျိုးမျိုးပြပြီးလုပ်ရမည်အလုပ်ကိုရှောင်းလဲရဲကြိုးစားတတ်ကြသည်။အလုံးများသည်ဟူသောအကြောင်းပြချက်ကသူတို့ကိုသူတို့လက်စားရန်၎င်းအခြားသူများကိုလက်စားရန်၎င်းယင်းတို့သုံးဆတတ်ကြ တော့ဤတစ်ခုဖြစ်ပေသည်စိတ်ဓာတ်ပြောင်းရသူတို့သည်ပင်မစွာအလုံးမလုံးကြားစူပူချင်းမောင်းပြတင်ခြင်းကိုမခံလို့ကြအနှင်းနာခံမှအသာဆိုင်ရမည်ကိုလက်မခံလို့ကြစိတ်ဓာတ်ရင်ကြသူတို့သည်အောင်မြင်သောဘဝဆိုသည်မှာကြိုးကြိုးစောစောလှုပ်ဆောင်ခြင်းနှင့်ရင်းအလုံးတို့အစီအမံပြီးစီးထမြောက်အောင်မြင်ဖြစ်အားထမြောက်ဖြစ်ထမြောက်အောင်မြင်ခြင်းဖြစ်ကြောင်းကိုသဘောပေါက်လက်ခံလိုက်နာခြင်းတော်မူများဖြစ်ပြီးသည်ကိုကိုကို ထိမ့်သိမ့်ချုပ်သိမ့်ခြင်းချုပ်သိခြင်းကိုကိုကို ထိမ့်သိမ့်ထိမ့်သိမ့်ချုပ်သိခြင်းကလေးငယ်တို့သည်မိမိကိုကိုထိမ့်သိမ့်ချုပ်သိနိုင်စွမ်းမရှိပေကိုကိုကိုထိမ့်သိမ့်ချုပ်သိခြင်းဆိုသည်မှာတစုံတဦးကတင် जा ပြတာပေး၍ရသည်မဟုတ်ဒုတိယအခုကိုကာယပိုင်းကအတတ်နှင့်အမျှကြီးသောဖွံ့ဖြိုးလာတဲ့ကဲ့သို့စိတ်ပိုင်းကပါဖွံ့ဖြိုးလို့တလာနေမိမိကိုကိုထိမ့်သိမ့်လာတတ်ကြသည်လူတို့တယောက်သည်တရှူတို့လှောင်ရှားမှုများကိုသိစိတ်နေရှိ ထိချုံနိုင်ပါကစိတ်လေးမမပြုတ်မှုကိုလည်းထိချုံနိုင်ဤယင်းတို့ထိချုံနိုင်ပါမှလူဘမပြည့်အခြေအနေ၌ပင်အိမ်တွင်မပြတ်သည်ကြီးစွာပြုတ်ဝင်နိုင်မည်ဖြစ်ပေသည်စိတ်လေးမမပြုတ်ခြင်းဆိုသည်ကလူတယောက်သည်မိမိလုံချင်သည့်အလုပ်ကိုချိန်စားစဉ်းစားခြင်းမပြုတ်တစစ်ထိုးလုံချင်ဖြစ်ဤသောသားကြောင့်ရိုက်ဖို့ဆဲဆုံမိခြင်းကြောက်ရွံ့၍ထွက်ပြေးခြင်းစိတ်မကျေနပ်၍အော်ဟစ်ငိုကြွေးခြင်းတို့ကတော်ဤမတော်ဤမစင်စားပဲစိတ်လိုက်မှန်ပါလုံမိခြင်း ်ထိုဤသာသနာများပင်ဒီစိတ်လက်မှာပါပြုခြင်းဒီပြုလုပ်သူတွေရောခင်ရသူတို့အတွက်ပါမကောင်းလာပြီမြို့ကြီးကျလို့မိသောအမားကိုတရိယာတော်ခါခြင်းကအချိန်ရောက်ခဲ့ပြီနောင်တော့ဟူသည်နောင်မှတာချင်းပြီစိတ်တဲ့ရင်ကျသူတို့ကတစုံတစ်ခုမပြုလို့မီခေတ္တဆိုင်ငံ၍စဉ်းစားဆင်ခြင်ပြီးမှပြုမှု၏ နိုင်နိုင်ချင်းချင်းဒုက္ခမိန်ဟူသောစကားသည်အချင်းညီမဟုတ်ဆိတ်လည်းမပါမပြူးမိစေရန်နိုင်စားချင်းချင်းကိုတတိပိသောစကားသည်လောဘမပြေခြင်းကိုတက်ခတ်နိုင်ခြင်းသည်လည်းကိုကိုကိုထိတ်ချုံဤတစ်ခုပင်ဖြစ်၏ကလေးငယ်တို့အနေဖြင့်လိုချင်သည်ကိုမရသောအခါစိတ်ဆိုးစိတ်ကောင်းခြင်းရံလိုရံထောင်းခြင်းတည်းဤငွေကြေးခြင်းတုံမုံခြင်းခိုင်းဤကိုမလုပ်ဖက်ခေါင်းမာခြင်းတို့ဖြင့်တုတ်ပြန်တတ်ကြ၏ သို့သောအသက်ကြီးရင်လာသည်နှင့်မျှရင်းပြီးမူတို့ရောနေတော့အောင် အနောက်ရှက်တို့ကိုတည်ညီစွာရင်ဆိုင်နိုင်သောအဆင့်သို့ရောက်မည်ဖြစ်၏။အဝေရောက်ပြီးစေကောင်မူစိတ်တမင်းချက်သူတို့ကမိမိလုံချင်သည်ကိုတိုင်းစစဉ်းစားခြင်းမပြုဘဲစိတ်လွတ်လပ်လို့လုပ်ကိုင်းတတ်ကြသည်။မာယူရဲ့ဆန္ဒချပေသည်ထို့ကြောင့်လည်းအမြဲတစေမာယူမှုနောင်တရမှုတို့နှင့်လာရင်ဆိုင်ရရပြီ။တောင်းဝေးသည်ချင်းတောင်းဝေးယူတတ်ခြင်း ငယ်ရသူကလေးတို့တွင်တာဝန်ဟူ၍မြင်မြင်ရရမရှိလာပေထို့ကြောင့်သူတို့အဖို့တာဝန်မတည်တဲ့တာဝန်မယူတတ်ဟုအပြစ်တင်စရာအကြောင်းရှိဒီလိုလုပ်ရင်ဒီလိုဖြစ်မည်ဟုသောကြောင်းကျိုးဆန့်ရမှုကိုမစင်ကျင်တတ်ကြမိမိကိုယ်ကိုထုတ်သိမ်းထိနေရန်လည်းမနာမလဲကြပေသို့သောအရေးရောက်ပြီးသောလူကြီးတယောက်ကကြောင်းကျိုးဆန့်ရမှုကိုနားလည်ရမည်ဖြစ်၏မိမိအပြုအမူအတွက်တာဝန်ယူနိုင်မည်ဖြစ်၏တာဝန်မဲ့မပြုမှုစီမိစေရန်လည်းထုတ်သိမ်းနိုင်စွမ်းရှိရမည်ဖြစ်၏ ိတ်တည့်ရင်ချက်သူတို့ကအရေးကြီးသည့်ဆုံးဖြတ်ချက်ကိုပြုလုပ်ရန်ရှိပါကမပြုလုပ်မီစဉ်းစားဆင်ကြည်၏ပြုလုပ်ပြီးမှမိမိ၏ဆုံးဖြတ်ချက်မှရင်ကြောင်းသိရှိရလျင်လည်းရင်မှအတွက်လုံးဝတာဝန်ယူရရမည်ဖြစ်၏စင်ကြေတဲ့ရှင်အခြားသူတို့အပေါ်ပြေပုံချခြင်းစသည်တို့မပြုလုပ်တတ်ကြပေသို့တော်မိမိမနိုင်သောဝင်ကိုက မထမ်းတတ်ကြမထမ်းတတ်ချေမိမိစွမ်းရည်အင်အားနှင့်ညီများသောတာဝန်ကိုသာယူတတ်ပေ၏ စိတ်တဲ့ရင်ချက်သူလူကြီးတို့ကတာဝန်မဲ့ပြုတတ်သူဖြစ်၏။လက်မီူရဲ့တဲ့ချေမိမိအမှုကြောင့်ဖြစ်ပေါ်လာသည့်အကျိုးအကြောင်းတရားမှုများကိုလည်းဂရုမစိုက်တဲ့မိမိမိုင်းသွားလင်လေအလွယ်တကူစင်ကြယ်တက်လာ၏။စင်ကြယ်တက်တတ်၏။အခြားသူများအပေါ်အပြစ်ဖို့တတ်၏။ထိုသူကငွေချေးပြီးလေပြတ်မဆက်တတ်သူဂရီပေးပြီးမတီဂရီမတီသူလက်ခံပြီးအလုပ်ကိုပြီးစီအောင်မလုပ်တတ်သူဖြစ်ပေသည်။ထိုသူမျိုးကအာမကိုထိုင်မြုံချိုက်မေဒီထိုက်သူများဖြစ်သည်။ ာဝင်မဲသောလျောက်ကြားဤဇနီးတည်း၎င်းတာဝင်မဲသောဇနီးတည်းဤလျောက်ကြားသည်၎င်းတာဝင်မဲသောမိဘတို့ဤကလေးများသည်၎င်းတာဝင်မဲသောဆရာဤတပည့်များသည်၎င်းတာဝင်မဲခြင်းဤကြောက်ဆရာကောင်းပုံအန်ရည်ကြီးမပုံကိုစင်ကျင်နိုင်ကြမည်ဖြစ်၏။ကိုအားကိုကိုချင်းကလေးငယ်တို့ကတဘောအလာလူကြီးမိဘကိုအားထားမိကိုကြားရပေ၏။သူတို့သည်သူတို့ဤလူရင်းဆန္ဒပြဝရည်အတွက်မဆွမ်းဆောင်နိုင်ကြ။ဘာဖြစ်လျင်ဘာကိုဘယ်လိုလုပ်ရမည်လဲမသိ။ထို့ကြောင့်သူတို့အဖို့ကိုယူဆိုင်မှုလို့၏ ကာကွယ်ပေးမှုလို၏လမ်းညွန်ပေးပြမှုလည်းလိုပေ၏သို့သောအရေရောက်လာသောအခါတွင်ကကိုအားကိုကိုလိုစိတ်တို့လူလူလုံးနိုးကြဆပြုပြီးဖြစ်၏မိမိ၏လူရင်းဆန္ဒပြုဝါရေးတို့အတွက်လှုပ်ဆောင်သည်တို့ကိုလည်းလှုပ်ဆောင်တတ်ပြီးဖြစ်၏မိဘတို့ကတတ်မှတ်ပေးထားသောအိမ်တွင်တာဝဲတို့ကိုဆောင်ရွက်တတ်ကြပြီးဖြစ်၏သူတို့ဘဝတည်းအရေးပါသောဆုံးဖြတ်ချက်တို့ကိုလည်းပြုလုပ်နိုင်ရန်ကြိုးပမ်းစပြုပြီးဖြစ်၏ မိမိရဲ့ကူညီလိုသောအခါရဲရဲဝဲဝဲဖြစ်တောင်းခံတတ်တဲ့ကဲ့သို့လူတစ်ပါးတောင်းခံလာသောအကူအညီကိုလည်းတတ်နိုင်တမန်ဖြည့်ဆည်းပေးစိတ်ဓာတ်မင်းချက်သူတို့ကကိုအားကိုမကိုတကြပေးမိဘဆွေမျိုးများအကြီးအကဲဆရာသမားများလို့ဖို့ကိုင်းဖက်မိတ်ဆွေတင်ငယ်ဟာများအပေါ်သာအငြင်းတည်းစီမိကိုအားထားတတ်၏ရင်းတို့ကြကိုယ်တိုင်ဘာမှလုပ်စရာမလိုသဖြင့်တတ္တာဒီစိတ်ရှိသည်မှန်ပါ၏သို့သောရင်းတို့ကအခြားတတ်တူရွယ်သူငယ်ရွယ်သူများကပင်လေးစားခြင်းမရှိသည့်အပြင် လူစွမ်းလူစားညက်သူလူညင်းသုံးသူအဖြစ်ခါချင်းအခင်ရမိဖြစ်ကြောင်းကိုထေရှားလာပေးသည်မစ္စရာစုဒေါက်တာကျော်စင်အဲ့တော့အဲ့ဒီဆောင်းပါလေးခုနကမိရတယ်အာဒီအဲ့ဒီဆောင်းပါလေးနဲ့ပတ်သက်ပြီးပါဘူး အဲစိတ်နဲ့ရင်းချက်တည်ငြိမ်ခြင်းနဲ့ပတ်သက်ပြီးတော့အဓိကပြောဆိုချင်တာကတော့အဲနောက်ထောင်သူတွေကိုဖြစ်စေချင်တာကစိတ်နဲ့ရင်းချက်တည်ငြိမ်ခိုင်မာသူများဖြစ်စေခြင်းနည်းငယ်တော့ဆိုရင်ဘဝတည်းစိတ်မှန်သောခံယူမှုများရှိစေခြင်းရမယ်ဘဝအစိမ့်တဲ့ရင်းချက်တည်ရင်ခိုင်မာသူများဖြစ်ရပါမယ်။ဘဝတည်းစိမ့်မှန်သောခံယူမှုများရှိရပါမယ်။ပရဟိတဆိုင်မွေးမှုတက်စီရင်ဘဝတည်းအခက်အခဲများကြုံလည်လာပါက ရင်ဆိုင်နိုင်စွမ်းရှိစေရန်တာဝန်တည်ခြင်းတာဝန်ယူတတ်ခြင်းတို့ကို သိရှိပြီးမိမိကိုယ်ကို အားကိုးတတ်သူများဖြစ်ကြစေရန်ဘဝတွင် အောင်မြင်မှုရရှိရန်နှင့်စိတ်ဓာတ်ရင်းညက်တည်ခြင်းမှုရှိရန်လိုအပ်လိုအပ်ပါတယ်အာဒီလားပြောပါပြောကြည့်အဲဒီသောက်ပါလေးထလိုက်ရဘယ်လိုခံစားရလဲအင်းသူ့အနေနဲ့ဆိတ်ကရင်ကျက်တဲ့သူလို့ ိတ်ကရင့်ကျက်ရမယ့်အချက်လက်တွေပုံမှန်ရှိလား။အဲ့ဒါချက်တော့ရှိတယ်။စိတ်ကရင့်ကျက်တယ်လို့ထင်လားစိတ်ကပြောင်းညံ့တယ်လို့ထင်လား။ဟုတ်ကဲ့လား။စိတ်ကဒီငြိမ်များရင့်ကျက်နေပြီလား။စိတ်ကရင့်ကျက်ပြီပါဘူး။ဒါချက်ဒီပဲချက်လေးရှိတယ်။ပုံမှန်ပဲချက်လေးရှိ။အဲ့ဒီပြောပြထားတဲ့ချက်ဒီလေးရတော့ပဲချက်လေးရှိ။အင်းဒါဟာရ။ ွားကိုပူတာအမ်တာဝင်းဒီအတောင်ယူတတ်တာအဲ့ဒါမရှိရဲ့တာဝင်းသူတတ်တဲ့စိတ်ရှိရဲ့မဲချက်လေးတွေမရှိဘူးဗျာဘာလဲဒီအားလဲအမ်ရိုက်တာစိတ်ရှိရာအဲ့ဒါကျမရဲ့မဲချက်မအားလဲအာအစိုးရေဆိုင်ဝင်ခြင်းအဲ့မှာအားလဲပဲအားလဲလေအာကိုကိုကို 天天抽得钱，还有些尼玛说哪里玩？哦，干一架，干一架吧，干一架就行。我们来珍惜钱。干一架就行，时点啊，不正伊你俩谁学所以俺俩就上不了。 ကိုအတက်မပါဘဲနဲ့ငါးကျိုးတွေတဲ့ကိုဆန်းလာပြီအဲ့လိုတော့ဆောင်းနိုင်ဆိုရင်အဲ့လိုလို့ဆောင်းနိုင်ဆိုရင်ကိုကစိတ်တည်ကျက်တည်ငြိမ်လူတရားစိတ်တည်ရင်ကျက်တည်ငြိမ်အောင်ဘယ်လိုကြိုးစားရမလဲဘယ်လိုကြိုးစားလို့ရှိရင်စိတ်တည်ငြိမ်ရင်ကျက်လာမလဲအာအမ်အမ်ကိုကတောင်းရင်တည်ရလူဖြစ်ရမယ်တောင်းရင်ကျက်တဲ့လူတရားဖြစ်ရမယ် qua Google Drive nhé. người ta thật việc là chia sẻ từ mình chứ uh, <laughs> ီနောက်ပဲပါကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ငလာရှိတော့ညာချမ်းလေးဖြစ်ပါစေရှင်ဖေဖေဖေနောက်အောင်စားနေဘယ်နဲ့ဘူးဒီမကြည့်မယ်လို့မရှိပါဘူး။၆ကြည့်။ဟုတ်လား။၆ကြည့်။မရရတူး။